မလုံးမင်္ဂလာပါရှင်ကျောင်းဆင်းနေပေးနေတယ်ဒီက resilient ကြောင်းမှဆိုရင်မနေ့တော့ကျောင်းဆင်းနေခဲ့တယ် covid strategy တွေမှာဒီကဲကိုပေါ့နော်ရှီရမဲ့ a sacred function တွေရောဆင်းနေပေးခဲ့တယ်အဲနောက်ပြီးတော့ကျောင်းတို့ဒီမှာဆိုရင်အဲထဲမှာဆိုရင်ဒီမှာဆင်းနေခဲ့တာ active ဖြစ်ရမယ် releasing ဖြစ်ရမယ် creative ဖြစ်ရမယ်နောက်တစ်ခါ social ပေါ့နော်နောက်တစ်ခါ mindset ဆိုပြီးတော့ပေါ့နော်အဲတက်တက်လက်လက် တက်တက်တာတာတီတီထွင်ထွင်ပေါ်ပေါ်ရွေရွေစိတ်နေသဘောထားတွေဟာရေးကြည့်ရဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးခဲ့တယ်။မနေ့ကဆိုရင် edit covid strategy ကိုကျွန်မဆွေးနွေးခဲ့တယ်။ယနေ့မှလည်းပဲကျွန်မဆက်လက်ဆွေးနွေးပြီးမှအကြာတော့ releasing covid strategy ပေါ့နော်။တက်တက်တာတာမိမိရဲ့စိတ်ထဲမှာတတောင့်တက်တာတွေးတတ်အောင်ဆောင်ရွက်တတ်အောင်အဲဒါလေးတွေအားလည်းကျွန်တော်တို့ resilient အတွက်ရေးကြည့်ရလဲဖြစ်ပါလေရှင်။အဲ့တော့ဒီလိုမျိုး relax ဖြစ်အောင်ပေါ့နော်ငြိမ်သက်သာရတဲ့တက်ဂီတာတွေကိုနားထောင်ပေးပါတဲ့အားကြောင့်တချို့မိသားတွေကလေကလေးလေးတွေကိုတိတ်ပြီးဆိုရင်သူတို့နားလေးမှာတကယ်ကိုအတန်လေးနဲ့ငြိမ်ငြိမ်နေတဲ့အဲပေါ့နော်ကျမတို့ပထန်းလေးတွေဖွင့်ပေးထားတယ်ဖွင့်ပေးထားတယ်ပေါ့နော်အဲ့လိုပထန်းလေးတွေကိုသူတို့ကဒီမှာနားဆက်အောင်ရင်းထဲမှာသူတို့အိပ်ပျော်သွားတတ်အောင်ပေါ့နော်လေ့ကျင့်ပေးထားရတယ်။တချို့မိသားတွေကကြာလဲအဲ့လိုမျိုးမဟုတ်ဘူးငြိမ်ချောင်းတာရတဲ့ဒေဂီတာလေးတွေကို ဖွင့်ပေးခြင်းအဖြစ်ပေါ့နော်ကလေးနည်းနည်းချာချာအိပ်ပြောအောင်ပေါ့ဟဲ့ဒါလေးကိုအလေးချင်းလုပ်ပေးထားတာပေါ့ရှင်အဲ့လိုမျိုးနီးလန်းနေနေပေါ့နော်ကျွန်တော်တို့တသက်တာတာဖြစ်အောင်ညဉ့်ညောင်းတာရတဲ့ဂီတာတွေနားထောင်ခြင်းနေအသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းနေ deep breathing ကအရေးကြီးရဲ့ကျွန်တော်တို့တခုခုကိုပေါ့နော်စိတ်ကเออเนเนเลไม่เหงิมบ่ใส่ไม่เหงิมหูหนออูตะคุกๆโหสึกก็ดอดาถั่วหนีไปเออ ခက်ဟိုပါနော်အဆင်မပြေမှုတစ်ခုဖြစ်နေပြီဆိုရင်အတက်ကိုကျွန်တော်တို့ရှူရှူရှူသွင်းတာရှေရှေရှူတယ်ရှေရှေထုတ်တယ်ပေါ့နော်အတက်ပြင်းပြင်းရှူတယ်လေ့ကျင့်ခန်းနေပေါ့အတက်ပြင်းပြင်းရှူတယ်လေ့ကျင့်ခန်းဆိုတာအဲအတက်ကိုရှူတာလဲရှေရှေရှူလိုက်တာ ထုတ်တော့ကြလဲဖြည်းဖြည်းလေးနဲ့မှန်မှန်လေးနဲ့ထုတ်ပေးတာအဲဒါမျိုးလေးတွေလေ့ကျင့်ခန်းတွေလုပ်လို့ရတယ်အဓိကပေါ့နော် releasing covid strategy မှာဆိုရင် agent တည်ငြိမ်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့နေရာကိုစဉ်းစားပါတဲ့ဒါကကြတော့အရေးကြီးတယ်ကျွန်တော်တို့ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုအတွက်အေးအေးဂျန်ဂျန်လေးနဲ့တက်တောင့်တက်တာနဲ့မိမိစိတ်ကို relax ဖြစ်စေမဲ့ နေရာမျိုးလေးကိုစဉ်းစားပြီးတော့အဲအဲ့အဲ့နေရာလေးမှာသွားပြီးတော့ပေါ့နော် relax ဖြစ်အောင်နေလိုက်ဖို့အရေးကြီးတယ်။အေဂျင့်တည်ငြိမ်ရမယ်ပျော်ရွှင်စရာကောင်းတဲ့နေရာလေးပေါ့နော်ရှိနေရမယ်။အထူးသဖြင့်တော့မိမိရဲ့အိမ်တို့မိမိရဲ့အိတ်ခန်းတို့ပေါ့နော်။ဒါမျိုးတွေကလည်းပဲတကယ်တော့အေဂျင့်လည်းအေဂျင့်နဲ့ပျော်ရွှင်စရာလည်းကောင်းတယ်။အဲဒါမျိုးနေရာပေါ့တချို့ကြတယ်တကယ်ကိုအေဂျင့်နဲ့ပန်းဂျန်တို့အဲပေါ့နော်ဒီဘက်က 음ကျွန်တော်ကန်တော်ကြီးတို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်ဟိုရေပြင်ရောပေါ့တကယ်ရှုခင်းနေရောရှိရဲ့နေရာလေးတွေပေါ့အဲ့တော့မိမိရဲ့စိတ်ကအဲမိမိရဲ့နှစ်သက်တဲ့ပုံမှာလဲမူဒီမှာဖြစ်ပါတယ်နောက်တစ်ခါကြွက်သားတွေတင်းကျပ်နေပြီဆိုလို့ရှိရင်ဖြေလျှော့တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးရမယ်အဲ့ဒါမှလည်းပဲဒီကပေါ့နော် progress progressive muscle သူကလည်းဒါမျိုးတွေကို short ချဖို့ကလည်း relax လုပ်ဖို့ကလည်းအရေးကြီးတယ်။အဲဒါကြောင့်ကြွက်သားတွေတင်းကျက်ပြီဆိုလို့ရှိရင်ဖြေလျှော့တဲ့နေ့ကျင်ငန်းတွေလှုပ်ဆောင်ပေးရမယ်။နောက်တစ်ခါတည်ငြိမ်အေးစေးတဲ့အနားယူခြင်းကိုယူပါတဲ့။ကျမတို့ဒီ relax ဖြစ်စေဖို့ကလည်းတည်ငြိမ်အေးစေးပြီးတော့အနားယူဖို့အချိန်လိုအပ်တယ်။ဒီတည်ငြိမ်အေးစေးအနားယူလို့အနားယူနိုင်တဲ့ နားယူလို့ရမယ့်အချိန်လေးတစ်ချိန်လေးရှိတင်တာဖြစ်ပါရဲ့ရှင်။နောက်တစ်ခုကရေအေးတောက်ပါတဲ့။ရေအေးတောက်ဖို့လိုတယ်။ရေအေးလေးတောက်လိုက်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကို release ဖြစ်သွားစေတယ်။နောက်တစ်ခါမျက်စိမှိတ်ပြီးတော့တစ်ကနေ30အထိရေတက်ပါဒါမှမဟုတ်ပြင်းထန်လို့နေပြီဆိုရင်တော့100နေပြီနောက်ပြန်ရေတက်မယ်190ကို68 69ပေါ့နော်အဲ့လိုမျိုးနောက်ပြန်ရေးတွေ့မယ်စာမေးမိနှစ်သက်တဲ့စာအုပ်တွေကိုဖတ်မယ်မဂ္ဂဇင်းတွေကိုဖတ်ရမယ်ပြီးရင်ရေချိုးပလိုက်မယ်ဒါလည်းပဲတကယ်တော့စိတ်ကိုတက်တာကြည့်ပါတယ်နောက်တစ်ခါကလေးတွေဆိုရင်တော့ဘူပေါင်းတွေမှုတ်ခိုင်းမယ်ပေါ့နောက်တစ်ခါအစာသွတ်အယုတ်ကလေးတွေကိုဖတ်ထားမယ်ကလေးတွေတချို့ကလေးတွေရောပေါ့နော်ကျတော့ရွယ်ရောက်တဲ့သူတွေအထိကိုပဲမိမိရဲ့အိတ်ခမ်းထဲမှာအယုတ်မွေးဘွားအယုတ်ကလေးတွေရှိတတ်ကြတယ်အဲကိုမကျင်တတ်တာလည်းဒီအယုတ်ကလေးကိုပြောတယ် ကျင်းတဲ့ဟာလဲသူ့ကိုဒီရုပ်ကလေးကိုပြောတယ်ပေါ့နော်ရုပ်ကလေးကသူ့ရဲ့အတိုင်းမျိုးပြောအပြောခံတယ်ပြောခံမဲ့ဟိုသူပြောသမျှကိုပေါ့နော်ဟိုဘာမှမပြုတ်မှုပဲနဲ့လက်ခံပေးရဲ့ ပြီးတော့နေတဲ့အယုတ်ကလေးပေါ့နော်အဲနောက်တကအဲ့အယုတ်ကလေးကိုပွတ်ဖက်ထားခြင်းနေပေါ့နော်ဒါကလည်း releasing coping strategy တခုပါပဲအဲပြင်ပကိုထွက်ပြီးတော့တိန်တွေကိုကြည့်မယ်အဲတိန်တွေကိုကြည့်လိုက်တဲ့အခါမှာတော်တော် relax ဖြစ်ပါရဲ့မိမိလှုပ်ထင်းတဲ့ကွန်ပျူတာရှိမှအကြာကြီးထိုင်နေပြီးတော့အပြင်ကိုထွက်ပြီးတော့ကျဲတိန်တွေကိုကြည့်လိုက်ရတဲ့အခါမှာ relax ဖြစ်သွားစေတယ်။မျက်စိမှိတ်ပြီးတော့တဲ့မိမိဘေးကအတန်တွေကိုနားထောင်ပေးမယ်။အဲနားထောင်ပေးခြင်းပေါ့နော်မိမိ ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အတန်တွေကို မျက်စိလေးမှိတ်ပြီးတော့နားထောင်ပေးမယ်ဒါပေမဲ့တကူတော့ရှိရပေါ့အဲ့အတန်နေရမိမိစိတ်ကို relax ဖြစ်စေမယ့်အတန်မျိုးတွေတော့ဖြစ်ဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့တကယ်ကိုပေါ့နော်ဒါစိတ်ရှုပ်စရာကောင်းတဲ့အတန်မျိုးတွေတော့မဟုတ်ဖို့တော့ရေးကြည့်ပါရရှင်အဲ့တော့မိမိရဲ့ပတ်ဝန်းကျင်မှာတကယ်ကို relax ဖြစ်စေမယ့်အတန်လေးတွေကိုမျက်စိလေးမှိတ်ပြီးတော့နားထောင်တာငှက်ကလေးတွေအော်နေတဲ့အတန်လေးတွေပေါ့နော်မိုးရေပေါက်ကလေးတွေကြာနေတဲ့အတန်လေးတွေတိရွက်ကလေးတွေကိုလေတိုးလိုက်တဲ့အခါမှာအဲထိခတ်ပြီးတော့ရိုက်ခတ်ပြီးတော့ ဖြစ်ပေါ်လာတဲ့အတန်လေးတွေပေါ့ဒါမျိုးတွေဆိုရင်မိမိရဲ့စိတ်ကိုဒါ relax ဖြစ်စေတယ်ဒီလိုမျိုးနီးလဲနေနေကျမတို့ relaxing coping strategy ကိုသုံးပြီးတော့ပေါ့နော်မိမိမှာရှိနေတဲ့အဲဖိစီးမှုတွေကို relax ဖြစ်သွားအောင်အဲစီမံခန့်ခွဲကြရမှာလည်းဖြစ်ပါလေရှင် now ဒီက strategy တကူကကြတော့ကျမတို့ပေါ့နော် releasing ပြီးတော့ created ပေါ့နော် created coping strategy တွေရှိမယ်အဲဒါကြတော့ကလေးတွေနဲ့လည်းကလေးတွေအတွက်ပို့ပြီးတော့သဘောကျတယ်အယောင်နေချင်းမယ်ပုံနေဆွဲမယ်ပကြီးဆွဲမယ်သူတို့ကအဲ့အယောင်နေကိုဟိုယောင်နဲ့ဒီယောင်နဲ့ဆက် ပြီးလို့ရှိရင်ဒါတွေကိုပုံတရံမျိုးမျိုးတွေချဲအဲ့ဒါတွေတို့တားဝါဒနာပါတာလေအဲဒါမျိုးတွေလှုပ်ဆောင်ပေးမယ်ဒါကကြတော့တီထွင်းအဖန်တီးရင်းနဲ့ပေါ့နော်တီတီထင်းထင်းလုံရင်းနဲ့ဒီကဒီဆွဲရည်တွေဖွင့်ပြလာစေတာပါနောက်တစ်ခါခပြားလေးတွေရေးမယ်အဲမိမိကအရွယ်နဲ့အရွယ်လိုက်ပေါ့နော်တင့်တော်မဲ့ခပြားလေးတွေကိုရေးဆက်မယ်တချင်းလေးတွေခြာရေးမယ်နောက်တစ်ခါဂီတပစ္စည်းတစ်ခုခုကိုဒီခတ်မယ်ကျမဆိုလို့ရှိရင် ဆန်နရတန်ကိုတအားနှစ်သက်တာလေဆန်နရတီးတန်ကိုနားကြားနေတဲ့အခါမှာဒီလက်ကိုစိတ်ထဲမှာရှိနေတဲ့အဲပျော်ရွှင်မှုကိုခံစားရတဲ့အဆင့်ကိုရောက်တာကိုအဲ့တော့じゃဆန်နရတီးခက်မဲပေါ့နော်ဒါမျိုးစောင်းနေတီးခက်မဲပေါ့ အဲကျမတို့ violent ပေါ့ violent တန်လေးရတယ်တကယ်တော့တော်တော်ကိုညင်ညင်လေးတယ်လေ violent လေးတွေအဲဒါမျိုးလေးတွေတိခတ်တာတွေပေါ့နော်တိခတ်မဲပေါ့အဲကလေးတွေဆိုလေကလေးတွေမှလည်းကလေးနဲ့ကလေးတွေလည်းဒါမျိုးလေးတွေဝယ်ပေးလို့ရတယ်လေလူလူရင်စန်တရားတွေကတကယ်ကိုတအားစေးမကြည့်တော့ဘူးအဲကလေးတွေကိုဝယ်ပေးပြီးတော့တိခတ်စေခြင်းတွေပေါ့နော်အဲဒါမျိုးလေးတွေနဲ့ပေါ့နော်ကျမတို့ credit copy strategy တွေကိုလေ့ကျင့်ပေးလို့ရတယ်မိမိခံစားချက်တွေစဉ်းစားတွေးခေါ်မှုတွေကိုလည်းဂျာနယ်ချရေးမယ်တဲ့ အဲ့ဒါရှိပိုင်းမှာကျွန်မဆွေးနွေးထားတဲ့အကြောင်းအရာရှိတယ်ကျွန်မစိတ်ထဲမှာခံစားချက်တွေရှိနေရဟုတ်ချရေးလိုက်တဲ့အခါမှာပေါ့နော်ဒါကတော့သူက journey design ပုံစံမျိုးရေးခိုင်းတာပေါ့ရေးလိုက်တဲ့အခါမှာ တကယ်ကိုပဲပေါ်နေရေခဲမိမိတကယ်ခံစားနေတဲ့အကြောင်းအရာတွေကတော်တော်အများကြီးကိုရော့ကျသွားတယ်ပေါ့နော်။ဒါကြောင့်မိမိခံစားချက်တွေစဉ်းစားတွေးခေါ်မှုတွေကိုဉာဏ်နဲ့တဆောင်ချရေးပါတယ်။ဒါကောင်းတဲ့အင်မတန်ကောင်းတဲ့အလေးကျင့်လေးပါ။မှတ်သားမှတ်တမ်းမှတ်ရလည်းဖြစ်သွားတယ်။နောက်တစ်ခါ Play Store နဲ့ကစားပါတယ်။ကလေးတွေကစားစရာတွေအများကြီးပေါ့နော်။နောက်တစ်ခါ Logos or Block တွေ Block တုံးနေနေပေါ့နော်။ဒါအိမ်တွေတိဆောက်တဲ့တရားတွေတိဆောက်တဲ့အဲသူတို့နဲ့တက်တဲ့အဲတိဆောက်လို့တဲ့အကြောင်းအရာတွေကို တိဆောက်တယ်ပေါ့အများကြီးတိဆောက်လို့ရတာဟုတ်။ဒါမျိုးတွေနဲ့တိဆောက် block တုံးနေနဲ့တိဆောက်ကစားခြင်းနေရတယ်။ကျွန်တော်တို့ creative coping strategy ကိုဖွံ့ဖြိုးစေတာဖြစ်တယ်။နောက်တစ်ခါအတွေ့အထိအမျိုးမျိုးနဲ့ဂိုင်းတွေကစားပါ။အဲပစ္စည်းမျိုးမျိုးနဲ့ပေါ့နော်ပျော့ပျော့လေးတွေရောကျဉ်ကျဉ်လေးတွေရောပေါ့နော်ဒါမျိုးတွေနဲ့အဲဂိုင်းတွေကစားမယ်တဲ့ဟိုကျွန်မတို့ပစ္စည်းတွေအမျိုးမျိုးရှိတာဟုတ်ဒါမျိုးတွေနဲ့တီထွင်ကစားကြမယ်ပေါ့နော်။ဒါကြောင့် creative coping strategy ရတယ်ကျွန်တော်တို့စွမ်းရည်တွေမှာ အာဒီ coping skill တွေပေါ့နော်ဖွံ့ဖြိုးဖို့အတွက်လိုအပ်တယ်ဒီ coping skill တွေဖွံ့ဖြိုးအဲဖွံ့ဖြိုးလာမှဒါ resilience ဆိုတဲ့စိုင်းရည်တွေကလည်းတိုးတက်လာစေမှာ ခိုင်မာအားကောင်းလာစေမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ social coping strategy ပေါ့နော်ဒါကကြတော့ပေါ်ပေါ်ရွေရွေပေါ့နော်ကျွန်မစနေရဲ့အထဲမှာအဲတက်တက်လက်လက်တက်တက်တာတာတီတီထွင်းတင်ပေါ်ပေါ်ရွေရွေပေါ့နော်ဒီစင်ကိုရောက်သွားပြီနောက်ခုရှိရဟုတ်နောက်တစ်ခုကစိတ်တွေသဘောထားအဲ့တော့ now the slide now တနေ့ကျရင်ဆွေးနွေးပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ social coping strategy ပေါ့နော်။မိသားစုတွေနဲ့အတူတူကစားရတဲ့ကစားနည်းတွေကိုကစားပါအဲ့ဒါကြီးလှုပ်ဆောင်ရမှာပါ။ဒါမှမိသားစုနဲ့အတူတူကစားရတဲ့ကစားနည်းတွေနဲ့ကစားမှသာဟိုမိသားစုနဲ့ရင်းနှီးနှွေးထွေးမှုလည်းရမယ်။ကလေးမှလည်းလုံခြုံစေချာရမှုဆိုတဲ့အသည့်တွေလည်းရှိမယ်။အဲဒီလိုမျိုးကစားစီခြင်းအရ ရှိနေတဲ့ stress တွေပေါ့နော်ဒါမျိုးတွေကိုလည်းစိတ်ပီစီမှုတွေလိုရောကြစီမှလည်းဖြစ်ပါလေရှင်။အဲ့တော့နောက်တစ်ခါတငယ်ချင်းနေနဲ့တွေ့ပါတယ်။အဲ့ဒါလည်းရေးကြည့်ကျွားတို့ဟိုဆိုကလေးတွေလည်းတယောက်တည်း lonely ထားတာတဲ့ပေါ့နော်။သူတို့မှလည်းပဲအဲဒီလိုမျိုးစွမ်းရည်တွေဖွံ့ဖြိုးလာဖို့အတွက်ဘောင်းဒီဆက်ဆံရေးစွမ်းရည်ဆိုရင်လည်းအရေးကြီးတာဟိုနော်။တက်တက်သူတို့ကိုယ်တိုင်တစ်ခုနဲ့တူညှိယူနေထိုင်တတ်တာတွေဆိုတာအရေးကြီးတာဖြစ်တဲ့အတွက်တငယ်ချင်းနေနဲ့တွေ့ပေးပါ။ကျွားတို့မိမိဆိုရင်ကိုပဲ သူတငယ်ချင်းတွေနဲ့သူစီသွားပြီးစကားပြောချင်းတွေကျွန်မအောင်လည်းပြောနေတာပဲဒါပေမဲ့လို့သူတငယ်ချင်းတွေကိုသွားပြီးစကားပြောရတာကိုပူနှစ်သက်တယ်ပေါ့နှစ်သက်တယ်နှစ်သက်တယ်အဲ့လိုပဲကျွန်တော်တွေလည်းအဲ့လိုပဲကိုတငယ်ချင်းတွေနဲ့စကားပြောရတဲ့အခါမှာပူပြီးတော့ relax ဖြစ်စေတယ်ပေါ့နော်ဒါမျိုးတွေရာလည်းရေးကြည့်တယ်အဲကြောင့်တငယ်ချင်းတွေနဲ့တွေ့ပြရမယ်စကားတွေပြောရမယ်အဲမိမိမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်နေနဲ့ကစားပါတဲ့အဲ့ဒါတော့ကျွန်တော်တို့ကလေးအိမ်မွေးတိရစ္ဆာန်နေနဲ့ကစားပါအိမ်မွေးတိရစ္ဆာန်လေးတွေက အဲဒါကျမတို့ပေါ့နော်အဓိကစိတ်ခံစားချက်တွေကိုအဆင်ပြေစေတာတော့မှန်နေပေါ့နော်အဲနောက်တစ်ခါဒီလိုမျိုးဒီဒီလိုမျိုးကစားစီခြင်းအပြင်လည်းအဓိက social coping strategy ပေါ့နော်ဟိုသူညညကြည့်ဖြစ်အောင်အဆင်ပြေရနေတတ်တဲ့အလေးထားလေးတွေရရှိလာစေတာတော့မှန်တော်ညာလေဒါပေမဲ့ဒီ place and lady မှာရှိဖို့ နိုင်တဲ့ပေါ့နော်အနေရဖြစ်စေနိုင်တဲ့အခြေအနေတွေမဖြစ်ဖို့လည်းလိုအပ်တာပါဒါကြောင့် safety ဖြစ်ဖို့တော့လိုတယ်အဲတန်တန်ချင်းချင်းရှိရမယ်ပြန်လဲပြီးတော့ဟိုဥမာကြောင်လေးတွေဆိုရင် သူတို့ပြန်ပြီးကုတ်တာတက်တဲ့ကြောင်မျိုးလေးတွေကိုကလေးကိုပေးပြီးတော့ တွေ့တီခိုင်းလို့မဖြစ်ဘူးပေါ့နော်နောက်တစ်ခါညစ်ပေးနေတာမျိုးပေါ့ယောဂအန်ယောဂပုံမှန်အန်နေရကိုလည်းထည့်တွေ့ရမှာပါဟိုတတဝါတွေဖြစ်တဲ့အတွက်ကို့မှာယောဂပုံအန်နေရရှိရမရှိဘူးဆိုတော့တို့ကသိမှာမဟုတ်ဘူးအဲ့တော့ဟိုဒီကလေးကိုပြုစုပြောင်းထောင်နေတဲ့သူတွေကပဲကြည့်ရှုသုံးသက်ပြီးတော့မှအဲကလေးတွေအတွက် safety ဖြစ်တဲ့ပုံစံမျိုးလေးတွေနဲ့အိမ်မွေးလေးစံလေးတွေနဲ့ကစား권ပေးရမှာလည်းဖြစ်ပါလေရှင်။ကျမတို့ကလေးလေးဆိုရှိတယ်၊ကြက်တူရေးလေးတွေမွေးထားတယ် သူကြက်တူရည်လေးအတွက်အစာလေးတွေကိုတကယ်ကိုပဲတကယ်တကယ်ဒုက္ခခံပြီးတော့ပေါ့နော်အဲတကယ်ကိုစိတ်ရှည်စွာနဲ့ဒုက္ခခံပြီးတော့ဆိုရင်စိတ်ရှည်စွာနဲ့ပေါ့စိတ်ရှည်စွာတကယ်ကိုစိတ်ရှည်စွာနဲ့ပေါ့နော်မွေးမြူတယ်ပေါ့အဲဒါမျိုးလေးတွေကလည်းသူတို့အတွက်ကောင်းမွန်တဲ့အဲလေးကျင့်လေးတွေပါ နောက်တစ်ခုစာအုပ်ဖတ်ပါဒါကတော့စာအုပ်ကတော့လူတိုင်းဖတ်သင့်တဲ့အရာပါစာအုပ်တွေဖတ်ရမယ်ဖတ်ပြီးလို့ရှိရင်လည်းမျှဝေမယ်မိမိဖတ်ထားတဲ့စာအုပ်ထဲကအကြောင်းအရာတွေကဘာတွေရှိတယ်ဘလို့တွေရေးထားတာဒီတည်းရဲ့ဇက်ကောင်ကတော့ဘလို့ကောင်းတာပေါ့ဒီဇက်ကောင်မျိုးအကျင့်စရိတ်ကိုတော့မကြိုက်တာစသည်ဖြင့်ပေါ့ဒါမျိုးတွေကိုမျှဝေဆွေးနွေးမယ်နောက်တစ်ခါဆွေမျိုးတွေနဲ့လည်းတွေ့ဆုံပါတဲ့ဒါလည်း အဲမိမိရဲ့ဆွေမျိုးသားချင်းစီတွေဝင်တဲ့တွေ့ဆုံမှုတွေရလည်းပဲဒီဟာ social coping skill coping strategy တွေကိုဖွံ့ဖြိုးလာစေတာလည်းဖြစ်ပါလေရှင်။ဒါကြောင့်မိသားစုနဲ့ကစားရတဲ့ကစားနည်းတွေကစားဖို့လိုတဲ့ငွေချင်းတွေနဲ့တွေ့ပေးရမယ်။မိမိမွေးထားတဲ့အိမ်မွေးလိပ်ဆန်လေးတွေနဲ့ကိုတိတိကျကျပေးရမယ်။စာအုပ်ဖတ်ရမယ်။ဖတ်ပြီးရဲ့အကြောင်းအရာတွေကိုလည်းမျှဝေပေးရမယ်။ဆွေမျိုးသားချင်းနေနဲ့လည်းပေါ့နော်အခါလေးရောစွာ အဆင်ပြေတဲ့အခြေအနေမှာတွေ့ဆုံရင်းနေရအမြဲတမ်းကောင်းပါတယ်။အဲ့တော့အဲဒီမှာဆိုလို့ရှိရင်ဒီပုံလေးလေးဆိုတကယ်ကိုအေဂျင့်နဲ့မိသားစုလေးပါအဖေရှိမယ်အမေရှိမယ်ကလေးလေးရှိမယ်ပပီလေးရှိမယ်ပေါ့နော်။ကဲဘာလို့မလို့ဘဝမှာကဲကိုတာယာပြောရှင်စရာကောင်းတဲ့မိသားစုဘဝအခြေအနေလေးပါ။ဒါမျိုးလေးတွေဖြစ်နေရမှာပါကလေးကိုပြုစုဆောင်ရှောက်တဲ့သူတွေဟာ မေရောမိခင်ရောဖခင်ရောအားလုံးဟာကလေးပေါ်မှာအမြဲတမ်းပေါ်နော်ဒါကယူဒီဇိုင်းနဲ့အဲသူ့ရဲ့လိုအပ်ချက်တွေမရှိအောင်အဲစောင့်ရှောက်ပေးကြရမယ်အဲ့လိုမျိုးလုံခြုံစိတ်ကြရတဲ့အနေတစ်ခုကိုရောက်ပြီဆိုရင်ကလေးဟာတကယ်ကို resilience ဆိုတဲ့ကျဉ်းကျဉ်းခံနိုင်မှုစွမ်းရည်တွေဟာခိုင်မာအကောင်ဖွင့်ပြလာစေမှာလည်းဖြစ်ပါရဲ့ရှင်။အဲ့တော့ကျွန်မချိန်မှဆွေးနွေးသွားတဲ့စွမ်းရည်တွေရနေပြီးတော့အဲ တတလလဲအတစ်ကောဘင်းစတရတဂျီတွေဆွေးနွေးခဲ့ပြီးနောက်တစ်ခုကတတတာတာရလဲစီကောဘင်းစတရတဂျီတွေဆွေးနွေးခဲ့ပြီးနောက်တစ်ခုတီတွင်တွင် creative ကောဘင်းစတရတဂျီတွေဆွေးနွေးခဲ့ပြီးနောက်ကဒါဖော်ဖော်ရွေရွေ social ကောဘင်းစတရတဂျီတွေဆွေးနွေးခဲ့ပြီးပေါ့နော်ကြံရှိနေတဲ့အကြောင်းအရာတွေကိုနောက်နေ့မှာ နီကုံချုပ်နေနဲ့ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုအဲနီကုံမချုပ်သေးဘူးပေါ့နော်အဲစလိုက်နဲ့ချက်ကြံအောင်မယ်နောက်နေ့မှာကြံရှိနေတဲ့ကျွန်တော်တို့ဒီ coping strategy ကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောကြားရင်းနဲ့ကျွန်မရင်းနှီးဆွေးနွေးချက်ကလေးကိုနီကုံချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်